ားလုံးပဲမင်္ဂလာပါ ရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းလိုပါတယ်ဒီနေ့တော့ကျွန်တော်တို့တို့ကယောမအဝါရစာခန်းကြီးဆက်နှစ်အငယ်ဆက်နှစ်အဖြစ်ဆင်ကျင်ဖို့ခေါ်ဖိတ်ခြင်း ਨੇ မျော်လင့်လက်ဝမ်းမြောက်ကြလောစိဉ္ဇေဒုက္ခရောက်သောအခါတီးခံကြလောစုတောင်းပတနာပြုခြင်းအမှုကို အမြဲပြုကြလော တမန်တော်ကြီးရှင်ပေါ်လူကယုံကြည်သူတွေကိုဘာမှလဲဆိုရင် မျော်လင့်လက်ဝမ်းမြောက်ကြပါ လောကရဲ့အခြေအနေကျွန်တော်ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါမှာဝမ်းမမြောက်နိုင်တဲ့အခြေအနေတွေကိုတွေ့ကြုံရမှာဖြစ်တယ်မြင်နေရမှာဖြစ်တယ်ဆိုတော့လောကမှာခက်ခဲမှုတွေနဲ့လောကမှာအဆင်မပြေမှုတွေအမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ယုံကြည်သူတွေဖြစ်တဲ့အတွက်သူကပါကို အားပေးလဲဆိုရင် မျော်လင့်လက်ဝမ်းမြောက်ပါ မျော်လင့်ခြင်းဆိုတဲ့အရာကလူကိုမျော်လင့်တာနဲ့ ဖះကိုမျောလင်းတာဆိုတဲ့အပိုင်းနှစ်ပိုင်းရှိပါတယ်။လူကိုမျောလင်းတဲ့သူတွေရဲ့ဘဝအသက်တာမှာတော့မျောလင်းထားသလောက် ဝမ်းမြောက်မှုကိုမရနိုင်ပေမဲ့ဖះကိုမျောလင်းခြင်း အပေါ်မှာတော့ကျွန်တော်ရဲ့ဘဝအသက်တာမှာအတိုင်းမသိဝမ်းမြောက်ရတဲ့အခွင့်ကိုရမှာဖြစ်တယ်။ခက်ခဲတဲ့အချိန်တိုင်းမှာဖះရဲ့ဂိယုဏလက်တော်အားဖြင့်ကျွန်တော်ရဲ့ဘဝအသက်တာမှာဝမ်းမြောက်ရတဲ့အခွင့်ကိုရတယ်။ ဆိုတော့ဆင်းရဲဒုက္ခရောက်သောအခါတိခတ်ပါတဲ့ကျွန်တော်တို့ဘာတွေကြားရလဲဆိုရင် ငလင်းဒုက္ခတွေနဲ့တွေ့ရတယ်တကယ်ပဲမြင်တွေ့ရတာစိတ်မချမ်းသာဘူးကျွန်တော်ဝမ်းနေရတယ်ကြေကွဲရတယ်အားပေးဖို့စကလုံးမရှိပါဘူးဆိုတော့နှုတ်ကပတ်တော်ကျမ်းစာကတော့ဘာပြောလဲဆိုရင်ဆင်းရဲဒုက္ခရောက်သောအခါမှာတိခတ်ပါတဲ့ဒီကနေ့ကျွန်တော်တို့တွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခတွေအပေါ်မှာ တီးခံမှုရန်အတွက်နှုတ်ကပတ်တော်ကအားပေးပါတယ်ဆိုတော့တွေ့ကြုံနေရတဲ့အခက်အခဲတိုင်းမှာနာကျင်မှုတွေဝမ်းနည်းမှုတွေဆိုတဲ့အရာက ကိုစီကိုငါရှိနေကြတာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ဒီလိုမျိုးတွေ့ကြုံလာရတဲ့အခါမှာလည်းပဲ တိခံဖို့ရန်အတွက်နှုတ်ကပတ်တော်ကကျွန်တော်တို့ကို အားပေးနေတယ်။ဆိုတော့ဖျားကိုမျောလင့်ပါဒုက္ခရောက်တဲ့အခါမှာတိခံပါနောက်တစ်ခုကကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်စုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြုပါတဲ့။ယုံကြည်သူတွေရဲ့ဘဝအတ္တမှာဘာမှမတက်နိုင်တော့တဲ့အခြေအနေကိုရောက်သွားတဲ့အခါမှာကျွန်တော်တို့လုပ်ရမယ့်အလုပ်ကစုတောင်းပတ္ထနာပြုခြင်း အမှုပဲဖြစ်ပါတယ်။ဒီမှာတော့ တမန်တော်ကြီးရှင်ဘောလူကဘာပြောလဲဆိုရင်စူတောင်းပတ္ထနာပြုခြင်းအမှုကိုတဲ့အမြဲတမ်းပြုရမယ်တဲ့ဘဝမှာအခက်အခဲတွေတွေ့ကြုံလာရတဲ့အခါမှာဖခင်ကိုစူတောင်းပါဩခေါ်ပါဖခင်သခင်ကအရာခတ်သိန်းကိုတတ်နိုင်တဲ့ဖခင်ဖြစ်ကြောင်းကိုကျွန်တော်တို့နားလည်ပြီးယုံကြည်ခြင်းနဲ့စူတောင်းပတ္ထနာပြုခြင်း အမှုကိုအမြဲပြုဖို့အရေးကြီးပါတယ်ကျမ်းစာထဲမှာစူတောင်းခြင်းအပြင် ခက်ခဲတဲ့အခြေအနေတွေကိုကြော်ဖြတ်ခဲ့တဲ့ယုံကြည်သူတွေအများကြီးရှိတယ်ဆိုတဲ့အရာကို တွေ့ရမှာဖြစ်တယ်။ဒန်ယေလရဲ့ဘဝအတ္တတာကိုကြည့်တဲ့အခါမှာဆူတောင်းတယ်တနေ့သုံးချိန်ကိုသူဆူတောင်းတယ်ဒီလိုမျိုးဆူတောင်းလိုက်ခြင်းအပြင်သူ့ရဲ့ဘဝအတ္တတာမှာခြင်းသေးတွင်တဲ့ကို အချခံရပေမဲ့လို့ယုံကြည်ခြင်းနဲ့သူဆူတောင်းခြင်းအမှုကိုမပြတ်ဘဲနဲ့တစ္ဆာရှိစွာနဲ့တောင်းလျှောက်ခြင်းအပေါ်မှာခြင်းသေးတွင်တဲ့ရောက်ပေမဲ့လို့ ဖခင်ကသူ့ရဲ့ယုံကြည်ခြင်းနဲ့တောင်းတဲ့ပထနာစကားကိုနားထောင်ပြီးရှင်သီရိရဲ့နှုတ်ကို ပိတ်ပေးတယ်ဆိုတဲ့အရာကိုမြင်ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘဝအသက်တာမှာစွတောင်းခြင်းဆိုတဲ့အရာက အမြဲတမ်းပြုလုပ်ရမယ့်အရာ ဖြစ်ပါတယ်။ဆိုတော့ဒီကြမ်းပိုက်လေးကိုအနစ်ပြန်ချုပ်လိုက်မယ်ဆိုရင်ယုံကြည်သူတွေရဲ့ဘဝအသက်တာမှာဖခင်ကိုမျော်လင့်ဖို့ရန်နဲ့စိရင်ဒုက္ခတဲ့ရောက်တဲ့အခါမှာ တိခံခြင်းအပြင်ဆုတောင်းပတ္ထနာ ပြုခြင်းအမှုကိုအမြဲပြုသောအတ္တတရှိဖို့လိုတယ်ဆိုတဲ့အရာကိုဒီနေ့ဒီနှုတ်ကပတ်တော်လေးအပြင်နားလည်ရတာဖြစ်တဲ့အတွက်အားလုံးအတွက်ဆုတောင်းပေးခြင်းနဲ့ဒုက္ခရောက်တဲ့အခါမှာတိခံခြင်းနဲ့ဖျားအပေါ်မှာမျောလင်းလက်ဝမ်းမြောက်နိုင်သောအတ္တတဖြစ်ဖို့အနေငယ်တိုက်တွန်းခွာပြီးဝေငှပါတယ်အားလုံးပေါ်မှာဖျားရှင်ဆက်လက်ကောင်းကြီးပြပါစေ။